မြန်မာနိုင်ငံစကောင်စီရဲ့မြန်မာပြည်သူပေါ်အကြံဖက်လုပ်ရက်တွေကိုအာဆီယံကလင်းလျော်ရှုထားရင်နိုင်ငံကြီးချမ်းတည်ငြိမ်မှုကိုမရနိုင်လို့ NUG တတိပီးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံဖက်စကောင်ဆောင်မြန်မာနိုင်ငံစကောင်စီရဲ့မြန်မာပြည်သူပေါ်အကြံဖက်လုပ်ရက်တွေကိုအာဆီယံကလင်းလျော်ရှုထားရင်မြန်မာနိုင်ငံကြီးချမ်းတည်ငြိမ်မှုမရနိုင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့တမရာယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကတတိပီးပြောဆိုလိုက်ပါတယ်။ ဒီနေ့ထုတ်ပြန်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်း Fresh Briefing အစီအစဉ်မှာနိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးကျော်စောကထပ်ပါတိုင်ပြောဆိုလိုက်တာပါ အကြပ်စစ်ကောင်ဆောင်မြောင်းလိုင်းကမလ28ရက်နေ့သခိုင်းကလေးကြီးလောက်ခန့်ချိန်မှလည်းအပြင်းရဲ့ကြီးညာခဲ့တော့လေပြည်သူများကိုလေကြောင်းတိုက်ခတ်မှုအကြိမ်ကြိမ်ကျူးလွန်ခဲ့ကြောင်းမလ28ရက်ငလင်းဖြစ်ပွားပြီးချိန်ကစတင်ပြီး AP 23ရက်နေ့ဒီငလင်းဘေးဒဏ်တင်ဒေသတွေအပါအဝင်နိုင်ငံအနှံ့ပြားကိုစစ်ကောင်စီကလေကြောင်းမှတစ်စင်ဘုံကျဲတိုက်ခတ်မှုပေါင်း196ကြိမ်လက်နက်ကြီးပစ်ခတ်မှုပေါင်း64ကြိမ်ပြုလုပ်ခဲ့ပြီး ပြည်သူ935ဦးတိဆုံးခဲ့ကြောင်းဒဏ်ရာရအရသာဦးရင်စုစုပေါင်းမှာ429ဦးရှိကြောင်း၎င်းကဆိုပါတယ်။အကြံဖတ်စစ်ကောင်စီအနေနဲ့မြန်မာပြည်သူတွေပေါ်ရရဆက်ဆက်ကျူးလွန်မှုတွေလှုံ့ဆော်နေပြီးအာဆီယံအနေနဲ့အဲ့ဒီကျူးလွန်မှုတွေကိုလင်းလူရှုမထားဖို့အရေးကြီးကြောင်း၎င်းကထောက်ပြပါတယ်။လရှိမှာမြန်မာပြည်သူလူထုပေါ်မဟာအာလာနဲ့စစ်ကောင်စီကအကြမ်းဖက်လုပ်ရက်တွေကိုကျူးလွန်နေတာကိုအာဆီယံအနေနဲ့လေးလျူမရှိဖို့အရေးကြီးပါတယ် အကြမ်းဖက်လုပ်ရပ်တွေကိုလင်းလူရှုထားမယ်ဆိုရင်မြန်မာနိုင်ငံမှာငင်းချမ်းတည်ငြိမ်မှုတိစောက်တဲ့လုပ်ငန်းစဉ်ကိုထိရောက်စွာကူညီပေးနိုင်မှာမဟုတ်ပါဘူးဆိုတာကိုပြောကြားချင်ပါတယ်လို့ဦးကျော်စောကရှင်းပြပါတယ်။အာဆီယံဘွဲ့အနေနဲ့ NUG နဲ့ဒေါ်လိုင်းအင်အားစုတွေကိုတရားဝင်ထိတွေ့ဆက်ဆံပြီးနိုင်ငံရေးအဖြေရှာမှသာရှေးရှေးတည်တံ့ခိုင်မာမယ်။တည်ငြိမ်အေးချမ်းမှုရရှိနိုင်ကြောင်းအဆိုပါနည်းလမ်းကသာမြန်မာနိုင်ငံအတွက်တခုတည်းသောနည်းလမ်းဖြစ်ကြောင်းသူကဆက်ပြောပါတယ်။မြမအကြက်တဲ့ပြည်လဲဖို့အတွက်အကြံဖတ်ဆဲအုပ်စုကအဖြစ်မဟုတ်ဘူးဆိုတာသိတာထင်ရှားနေပါတယ် အာဆီယံဘဝင်နေနဲ့အမျိုးသားညီညွတ်ရေးအစိုးရနဲ့တော်လှန်ရေးအင်အားစုတွေနဲ့တည်ယဝင်ထိတွေ့ပြီးနိုင်ငံရေးအဖြစ်ရှာဖို့လောက်ကန်ခြင်းကသာရှေးရှေးတည်တံ့ခိုင်မာတဲ့တည်ငင်အေးချမ်းမှုကိုရတဲ့တခုတည်းသောနည်းလမ်းဖြစ်တယ်ဆိုတာပြောကြားချင်ပါတယ်လို့သူကဆိုပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အကြံဖတ်စကောက်စီကိုတိုက်ခိုက်ဖို့စည်ရေးကဏ္ဍမှာကြည်တူကာကွယ်တပ်မတော်တိုင်ရင်တပ်ဖွဲ့350ကျောက်ဖွဲ့စည်းတည်ထောင်ထားပြီးကြည်တူကာကွယ်အဖွဲ့အနေနဲ့မြို့နယ်ပေါင်း235မြို့နယ်မှာဖွဲ့စည်းထားတာဖြစ်ကြောင်း NUG ကတည်ယဝင်သတင်းထုတ်ပြန်ပါတယ်။ နောက်ထပ်တပုံအနေနဲ့ပဲခူးတိုင်းတွင်အင်းကထိုးစစ်စင်ဝင်ရောက်ခြင်းပြည်သူ့ကာကွယ်တပ်တွေနဲ့ချိန်ဆက်ပူးပေါင်းဆောင်ရွက်နေတဲ့ကြောင်းပြန်ဆက်ပေးပါမယ်။ပဲခူးတိုင်းတွင်အင်းကထိုးစစ်စင်ဝင်ရောက်ခြင်းပြည်သူ့ကာကွယ်တပ်တွေနဲ့ချိန်ဆက်ပူးပေါင်းဆောင်ရွက်မှုတွေရှိနေကြောင်းဒီခရိုင်ပြည်သူ့ကာကွယ်တပ်မတော်3600တဲ့တရင်စစ်ထောက်လိုင်းကြီးနဲ့သတင်းပြန်ကြားရေးတာဝန်ခံရှဲပေါ်ရှဲတို့ကပြောပါတယ်။သတင်းဌာနအနေနဲ့တွေးဆောင်မိမြန်ကန်မှာ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်3600တည်တန်းရင်စစ်ထောက်လိုင်းကြီးနဲ့တရင်ပြန်ကြားရေးတာဝန်ခံရဲဘော်ရဲတို့ကထပ်ပါတိုင်းပြောဆိုလိုက်တာပါ။လက်တလုံးအင်ကရခိုင်ယူမနဲ့ဘကိုတိုင်းဆက်ဗရမ်းမြို့နယ်အတွင်းကိုဝင်ရောက်နေပြီးစစ်ကောင်စီတပ်စခန်းတချို့ကိုလည်းအေအေရဲ့ဒုစစ်များရှိနေခြင်းဒေသပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့အေအေကြားချိန်ဆမှုတွေရှိနေကြောင်း၎င်းကရှင်းပြပါရတယ်။ ကျွန်တော်တို့နဲ့ရခိုင်အီတက်တွေနဲ့ချိန်ဆမှုရှိပါတယ်အခုလက်ရှိလေးပူပေါင်းဆောင်ရွက်နေတာမျိုးတွေရှိပါတယ်ပထမမျိုးမှာဆိုရင်စစ်ကောင်စီရဲ့ကမ္ဘာ့ဆထုတ်လုပ်ရေးတက်တွေအများဆုံးတရှိနေတဲ့နေရာပေါ့အဲ့ဒီနေရာတွေမှာတော့ရှေ့ဆက်ပြီးစီးရင်ပြင်ထန်နိုင်ပါတယ်ဘလောက်ထိစီးရင်ဖြစ်လာမလဲဆိုတာကတော့ကျွန်တော်တို့ကြိုတင်ပြီးတော့မှမသိရသေးပါဘူးလို့ရဲဘော်ရှဲတို့ကရှင်းပြပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်က PKI ဘကူယူမအတွင်စစ်ကြောင်းထိုးဖို့ပြင်ဆင်နေပြီးအင်အားရာနဲ့ချီတက်လာကြောင်း ဒေသခံပြည်သူကာကွယ်တပ်တွေအနေနဲ့ပြင်ဆင်မှုတွေလုပ်ဆောင်နေကြောင်း၎င်းကဆိုပါတယ်အခုပေါင်းတလင်းနယ်ဘက်မှာပေါင်ခေါင်းမျိုးနဲ့ပေါင်းတလင်းနားမှာဆိုရင်နယ်တလင်းရွာဘက်ကိုစစ်ကြောင်းထိုးဖို့လုပ်နေတယ်ဒီနေ့မှာဆိုရင်စစ်ကားကြီး၈စီးလောက်နဲ့တက်လာပြီးတော့အင်အား200ခန့်လောက်ပဲဒီကောင်တွေတက်လာတာရှိရဲဒါပေမဲ့သူတို့ကလောက်ပဲတက်လာတက်လာကျွန်တော်တို့နေကနေအစင်းတင်ဆောင်ရွက်ထားပါတယ်လို့၎င်းကဆက်လက်ရှင်းပြပါတယ် အာရခတက်တော်ရင်ကရခိုင်ရုံးမနဲ့နေနမိထိဆက်နေတဲ့ရခိုင်ဘကိုအစံရခိုင်မကွေးအစံရခိုင်အီယာရီတိုင်းအစံနဲ့ရခိုင်ရုံးမအီယာရီတိုင်းဆက်တို့မှာစစ်ပွဲများဆင်နွှဲလျက်ရှိရာရခိုင်ဘကိုအစံရှိမိုးထီတောင်စစ်တပ်စခန်းကိုဇန်နဝါရီလ26ရက်နေ့သိမ်းပိုက်ခဲ့ပါတယ်။အေဒီလာနေ့ရက်နေ့မှာဘကိုတိုင်းညောင်ကျိုးပြည်ဝစခန်းကွန်ကိုအာရခတက်တော်မှအလုံးစုံသိမ်းပိုက်ရရှိပြီးပထမမြို့နယ်တွင်မှထိုးစစ်များအေက PDM များနဲ့ပူးပေါင်းပြီးဆက်လက်ဆင်နွှဲနေကြောင်းတော်လိုင်းသတင်းရင်းမြစ်တွင်ကပြောပါရတယ်။ နောက်ထပ်တစ်ပုံအနေနဲ့ရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာစစ်ကောင်စီရဲ့ထိန်းချုပ်မှုရှိတော့ပဲအေအေလက်အောက်ကျရောက်သွားပြီဖြစ်လို့အေအေနဲ့မဆက်ဆံမဲ့မိမရတော့လို့ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့နိုင်ငံသားရေးအကြံပေးပြောဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာစစ်ကောင်စီရဲ့ထိန်းချုပ်မှုရှိတော့ပဲအေအေလက်အောက်ကျရောက်သွားပြီဖြစ်လို့ဘင်္ဂလားဒေ့ရှ်ကအေအေနဲ့မဆက်ဆံမဲ့နေလို့မရကြောင်းဘင်္ဂလားဒေ့ရှ်အစိုးရရဲ့နိုင်ငံသားရေးအကြံပေးကပြောပါရတယ်။ ဧပြီလ29ရက်နေ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ၎င်းကထပ်ပါအတိုင်းပြောဆိုလိုက်တာပါ။လေဆာတစ်ခုလုံးကိုအင်ကထိန်းချုပ်ထားပြီးစကောင်စင်းနေနဲ့ဘာမှမထိန်းချုပ်နိုင်တော့ဘူးကျွန်တော်တို့အနေနဲ့အင်ကိုမဆက်ဆံပေးနေလို့မရတော့ဘူးဒါကြောင့်ကျွန်တော်တို့အနေနဲ့လိုအပ်သလောက်ဆက်ဆံရေးကိုလှုံ့ဆော်သွားမယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအကြံပေးကပြောပါရတယ် ဒါပြင်ရခိုင်ပြည်နယ်မှာစစ်ဘေးတင်ပြည်သူများအတွက်မြန်မာနိုင်ငံရခိုင်ပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်တခြားလူသားချင်းစာနာထောက်ထားမှုစည်းကြံတည်ဆောက်ဖို့ကုလသမဂ္ဂရဲ့တောင်းဆိုချက်ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကသဘောတူညီခဲ့ကြောင်းလကောင်းကပြောပါရယ်ကုလသမဂ္ဂကမြန်မာနိုင်ငံရခိုင်ပြည်နယ်ကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီတွေပေးဖို့အတွက်ဘင်္ဂလားဒေ့ရှ်ကိုဖြတ်ပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာစည်းကြံတစ်ခုဖန်တီးလိုပါရယ် အတွင်ကူပြောင်းရေးကာလအစိုးရကလည်းအခြေအနေတွေရဓာကိုမူရသဘောတူထားပါတယ်လို့နိုင်ငံခြားရေးအကြံပေးကမြို့တော်ဓာကမှသတင်းတောက်တွေကိုပြောကြားပါတယ်။ဒါဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလမ်းကြောင်းတစ်ခုဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ကျွန်တော်တို့မှာအခြေအနေတချို့တော့ရှိပါတယ်အသေးစိတ်တော့ကျွန်တော်မပြောတော့ပါဘူးအခြေအနေပြည်မီခင်ရင်တော့ကျွန်တော်တို့တင်စားပေါင်းကူညီမှာပါလို့၎င်းကပြောပါတယ်မြန်မာနိုင်ငံမှာပဏိပခါဟာဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အကျိုးစီးပွားနဲ့ဒိုင်းရိုက်ချိတ်ဆက်နေကြောင်းမြန်မာနိုင်ငံမှာဒုက္ခသည်များပြားကဘင်္ဂလားဒေ့ရှ်နိုင်ငံမှာခိုလုံနေပြီး၎င်းတို့ကိုမြန်မာနိုင်ငံကိုပြန်လည်ပို့ဆောင်လိုကြောင်းဒါကြောင့်ဒုက္ခသည်များအင်ပြန်နိုင်ရင်ဘင်္ဂလားဒေ့ရှ်အနေနဲ့လိုအပ်တဲ့လုံဆောင်ချက်တွေကိုလုံဆောင်သွားမှာဖြစ်ကြောင်း၎င်းကဆက်လက်ပြောဆိုပါတယ် ။ဘင်္ဂလားဒေ့ရှ်နိုင်ငံက2019ခုနှစ်အောက်တိုဘာလ7ရက်အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်ထွက်ပြေးသွားခဲ့တဲ့မြန်မာနိုင်ငံမှာရိုဟင်ဂျာဒုက္ခသည်1.3တန်းကျော်ကိုလက်ခံထားပါရယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့ပြည်ဦးနယ်အုံမတီလန်ကွယ်တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကစစ်ကိုဇတိုက်ပို့တဲ့ကြောင့်တင်ဆက်ပေးပါမယ်။ရှမ်းမြောင်နောင်ကျွန်းမှာစစ်ကောင်စီနဲ့တောင်မျိုးသားလူမျိုးရေးတပ်မတော် DNL ပူးပေါင်းတပ်တို့တိုက်ပွဲပြင်းထန်နေကြောင်းသိရပါရယ်။ ချင်းဦးလေအော်မတီလန်ခွဲမှာအီပီလာ28ရက်နေ့ညနေပိုင်းတည်းစစ်ကောင်စီနဲ့တော်လိုင်းတပ်ဖွဲ့များအနီးကပ်တိုက်ပွဲဖြစ်ပွားနေကြောင်းဒေသခံတွေစင်ကသိရပါရယ်။ရှမ်းတောင်ဘက်မှာထိုးစစ်အင်အားတွေပြန်လာပြီးစစ်အင်အားအလုံးရင်နဲ့အင်အားပြေတာနဲ့အခုကဘတ်ဆောင်ကနေနေရာချတဲ့သဘောပဲ။တောင်ခန်းကိုအဖက်ဘက်ကနေအင်အားပြေပြီးတော့ဝင်တိုက်နေရလို့စစ်ရဲတရင်ရင်းမြစ်တွေကပြောပါရယ်။ စစ်ကောင်စီကပြည်ဝင်တနင်္လာနေ့ပြီးစစ်ကားကြီး၄စီးပါရင်းနှံကိုဗန်ဝေးဘက်ကိုဒီကနေ့နေ့ကမှပို့ဆောင်ခဲ့ပြီးအဆိုပါစစ်ကူရင်တန်းမှာလက်နက်ခဲယံနဲ့တပ်ဖွဲ့ဝင်အင်အားတရာခန့်ပါဝင်နိုင်ကြောင်းတရင်းချင်းမြစ်တွေစီကတရားပါရစစ်ကောင်စီကနောက်ချိုကိုအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်နေပြီး TNL တပ်များအထိုင်ချထားတဲ့နောင်လင်ဘက်ကိုလည်းထိုးစစ်ဆင်တိုက်ခိုက်မှုတွေရှိကြောင်းတရားပါရစကောင်စီက TNL တပ်များအထိုင်ချထားတဲ့ရှားပြင်းပန်းရှိစကံကုန်းတစ်ခုကိုတင်ယူလိုက်ပြီးဆက်လက်ထူးစစ်ဆင်လာခြင်းဖြစ်ကစကောင်စီရဲ့တပ်မတ်စက်တင်ရဲ့ ခမာယ230နဲ့ခမာယ233တို့က TNL ရဲ့အဓိကစကိုင်းကုန်ပွိုင်း1.09ကိုတန်ယူဖို့ထိုးစစ်ပြင်ထားတော့လေရှေ့ဆက်မတူနိုင်တဲ့အနေအထားဖြစ်ကြောင်းသတင်းရင်းမြစ်တွေကပြောပါတယ်လရှိမှာနောင်ကျိုးတောင်ခန်းစစ်မျက်နှာပြင်ကိုစစ်တိုင်းမှုဖြစ်သူဗိုလ်မှူးချုပ်အင်မင်းဦးကတိုင်းရဲကိုကဲထူးစစ်စင်နေကြောင်းတပ်သတင်းရင်းမြစ်တွေစကားသိရတယ်လို့သတင်းမှဖော်ပြပါရှိပါရဲ့ရှင်။